ကျွန်တော်မဲ့ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ပရိအားနည်းနည်းကိုပြန်လည်မျှဝေတက်မှာဖြစ်ပါတယ်ဗောနော်ဒီနေ့ကတော့ကျွန်တော်ပြင်ရှိဖြစ်ပါတယ်ဒီလေးလေးချောင်းမှာကျွန်တော် short break ကိုပေးတာဖြစ်တယ်ဗောနော်အဲ့ဒီမှာတော့၄ break ဖြစ်ပါတယ်၉၅တိမှာဆိုရင်ကျွန်တော်ဒီ short break ကိုပေးတာဆိုရင်၅ break ဗောနော်၅ break ပေးတာကိုကိုတို့များဆိုရင်အတွက် short break ဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်တောက်လျှောက်ဖြစ်ပါတယ်ဗောနော်တောက်လျှောက်ပြတ်ပြင်မရှိသေးဘူးဗောနော်ကျွန်တော်ပရိအားနည်းနည်းဖြစ်ပါတယ်ဒီမှာဆိုရင်လည်းတောက်လျှောက်ဗောနော်ဒီ တော့ခုနှစ်ပြိပေတာနှစ်ပြိ336ဖြစ်ပါတယ်ကိုပြိပေတာငါးပြိဆိုပြီးတော့အုံညာအသေးသေးပေါ့နော်သုံးပြိပေတာ660ဆိုတဲ့အတွက်တစ်ပြိဖြစ်ပါတယ်ဒီမှာလည်း digital dash ok နေ7ပဲဖြစ်ပါတယ်ခင်ဗျာโอเคဒီမှာဆိုရင်ဒီနှစ်နှစ်ခွန်ဆိုတဲ့အတွက်တစ်ပြိပေါ့နော်နှစ်ပြိပေတာတစ်ပြိသုံးညာပြိပေတာကိုပြိကိုပြိပေတာဆိုရင်နှစ်ပြိပေါ့နော်ဒီကလေးဘာမှာတော့ကျွန်တော်နံပါတ်48မှာနှိပရိတ်ကိုပေးထားဖြစ်တယ်ပေါ့နော်အဲ့မှာရှောင်းလေးရှောင်းပြီးတော့ကိုခွန်ရှိဖြစ်ပါတယ် ကိုခွန်ရှေဆိုတော့ကျွန်တော်ဒီမှာ slave break ပေါ့နော်ခွန်နဲ့ကိုနဲ့ခွန်ပေါင်း၁၆ရှောင်းနဲ့၁၈ပေါင်း၂၀နဲ့သေးဆိုတော့ slave break ဖြစ်ပါတယ်အဲဒါကြောင့်မို့ slave break ပေးတာအဆင်ပြေတယ်ပေါ့နော်နောက်ထပ်နံပါတ်49ဒီ19ကျိန်တွေဆက်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်တူရဲ့နီးကတော့ဒီဟာလေးဖြစ်ပါတယ်ဒီဟာနီးတောက်လျှောက်ပြပေးထားတာဖြစ်ပါတယ်โอเคဒီမှာစာအုပ်ကမဆန်တော့တဲ့အတွက်ကျွန်တော်တို့ဒီဖက်မှာထပ်ပြီးပြပေးထားတယ်ပေါ့နော် ဒီဘက်မှာ short break ပဲတာ go break chip break ပဲတာ nga break တုံးများ break ပဲတာ go break ခုနှစ် break ပဲတာ၄ break ၃ break ပဲတာ short break ဒီနေ့ break ကိုပဲတာ go ခွန်ရှင်းဆိုတဲ့အတွက်၄ break ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ okay တာဖြစ်ပါတယ် short လေး short ပြီးတော့ဒီမှာ go ခွန်ရှင်းဖြစ်ပါတယ်ခင်ဗျာ go ခွန်ရှင်းဆိုတဲ့အတွက်တွေ့ရနေ့ကဒီမှာနှစ်ချိန်ဒီ6မှာတစ်ချိန်ဒီ10မှာတစ်ချိန်ပေါ့နော် အစွန်းဒီလေးနဲ့၆ပေါင်း၃၀လေးနဲ့ကျရှင်းရှင်းနဲ့၆ပေါင်း၃၀လေးတလုံးကြံမယ်ပေါ့နော်အဲ့ဒီလေးနဲ့ဒီအောက်မှာရှိတဲ့ရှင်းနဲ့ထပ်ပေါင်းတော့လေးနဲ့ရှင်းပေါင်းရှင်းဒီ7နည်းဆိုတဲ့ဒီ19ကြိမ်မှာတော့ကျွန်တော်နေပရိအားနေတယ်ပေါ့နော်တင်ရှာနည်းရပေါ့နော်ဒီနည်းအရာကျွန်တော်ဒီနံပါတ်49မှာလည်းနေပရိပယ်မှာဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့နည်းတစ်မျိုးပေါ့နော်ကျွန်တော်ပရိပယ်တဲ့နည်းကတော့အများကြီးရှိတယ်တော်တော်ဒီတစ်ခုကโอเคနည်းဆဲပဲဖြစ်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်နည်းအစ်စ်ကိုလည်း19ကြိမ်မှာ ကျွန်တော်ဒီလိုလေ့လာကြည့်အောင်ပါနော်။ Okay ဒါလေးကတော့ကျွန်တော် cap today ပေါ့နော်ကျွန်တော်ပြိပယ်တဲ့နီးဖြစ်ပါတယ်ပြိပယ်တဲ့နီးနီးအစ်တပေါ့နော်နီးအစ်တကိုကျွန်တော်ဒီထပ်ပြီးလေ့လာကြည့်အောင်။ဒီနစ်စာကနေပေါ့နော်839 009 9မှာဆိုရင်ဒီ၄နဲ့3ညနဲ့ပေါင်းရှင်းဒီ၄ပေါ့နော်ဒီ၄နဲ့3ညနဲ့ပေါင်းရှင်းက၄ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်ဒီ9နဲ့၄9 009ကိုခုနပေါင်းတာလေ၄နောက်ထပ်ဒီ9ကိုလေ၄နဲ့ပေါင်းတာဆိုရင်9နဲ့၄ပေါင်းရှင်းဒီ7 ဒီခွန်နဲ့ဒီရှောင်းနဲ့ပေါင်းတာက73နောက်ထပ်ဒီကျန်း3လုံးပေါ့နော်အရှိ3ညခွန်ဒီအရှိ3လုံးပေါင်းရှင်15ငါးကိုရှင်းနဲ့ပေါင်းတာလေ73နောက်ထပ်ဒီခွန်ခွန်ကိုအနော်3လုံးပေါ့နော်ခွန်နဲ့ခွန်ပေါင်း74၄ကိုပေါင်း73တုတ်တိပေါင်းလေးဒါဆိုရင်ဒီမှာတစ်3လေးပရိအားနေတယ်ပေါ့နော်နေလေးချောင်းမျိုးဖြစ်ပါတယ်ဒီပရိချောင်းမျိုးအားနေတာပေါ့နော်နောက်ထပ်တစ်ကြိမ်ပါဆိုရင်ခွန်3ည3ညဖြစ်ပါတယ်ခင်ဗျာခွန်3ည3ညဆိုတဲ့အတွက်တုံးလုံးပေါင်းရှင်းဒီခွန်ပေါ့နော် တုံးလေး break ကိုပေးတာခုနှစ် break ဖြစ်ပါတယ်။ဒါကကျွန်တော်ညစာညစာပြီးပြပြရှင်းနေပါတော့ဒီဒီဝက်ရှိမှလည်းရှိသေးတယ်။ Okay ဒါဆိုရင်နောက်ထပ်ဒီနေ့အတိုင်းပဲဆက်သွားကြည့်အောင်ပါနော်။ဒီဘောကလည်းဒီဘက်၃ညကိုလိမ့်နေပေါင်းတဲ့အတွက်ဒီ၅ကိုလည်းလိမ့်နေပေါင်းတော့9ရှိခွန်ပေါင်းတာဒီ15ပါနော်။ခွန်နဲ့ဒီလေးပေါင်းတာက17 3ညနဲ့6နဲ့ပေါင်းတာဒီ6ပါနော်။၃ညကို6နဲ့ပေါင်းတာဒီ6ပြီးရင်ခွန် ခွန်နဲ့တက်ပေါင်းတာက၈ပေါ့နော်ဒီခွန်၃ည၃ညတင်းနဲ့ပေါင်းတာ၈ဒီ၅နဲ့၅ပေါင်းတစ်စီဒီ၈နဲ့ဒီ၈နဲ့ပေါင်းရှင်း၁၆ဒါဆိုရင်၉၅၈၆၈ဒီပြိတ်ကိုပေးမှာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ၃၀၀ဖြစ်ပါတယ်ခင်ဗျာ၃၀၀ဒါကြောင့်ဒီမှာလေပေါင်းရှင်းဒီ9ပြိတ်ပေါ့နော်၉၅၈၆ပြိတ်ကိုပေးတာ9ပြိတ်၃၀၀ဖြစ်ပါတယ်โอเคနောက်ထပ်အဲ့ဒီနည်းအတိုင်းပဲကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော် ဒီလေးနဲ့လေးနဲ့ပေါင်းရှင်းဒီရှေ့ဖြစ်ပါတယ်နောက်ထပ်ဒီခွန်နဲ့ဒီလေးခွန်နဲ့ခွန်ပေါင်းတာက14ပေါ့နော်3နဲ့4ပေါင်းရှင်းဒီခွန်ခွန်နဲ့6ပေါင်းရှင်းဒီ73နောက်ထပ်ဒီရှင်းနဲ့ဒီရှင်းနဲ့ပေါင်း16လေးနဲ့ပေါင်းရင်20ဒီမှာ9တစ်လုံးကြာမယ်ပေါ့နော်တပန်းဒီ3နဲ့9နဲ့ပေါင်း10ခွန်နဲ့1ပေါင်းရှင်း6ဆိုတော့ကျွန်တော်3ခွန်3 4ခွန်8ဒီပရိတ်၄လုံးပယ်မှာပေါ့နော်နောက်ထပ်ကြိမ်မှာ8 9လေးဖြစ်ပါတယ် ရှစ်ကိုလေဒါကြောင့်မို့ရှင်းနေကိုပေါင်းစခွန်ခွန်နဲ့၄ပေါင်းရှင်းနေစနေတစ်ဆိုတိပရိပေါ့နော်ဒီမှာကျွန်တော်တိပရိရှင်းလေးခွန်၃ခွန်ချိပရိပေးတာတိပရိရှစ်ကိုလေးဆိုပြီးဖြစ်ပါတယ်နောက်ထပ်ဆက်ကြည့်အောင်ပေါ့နော်တင်းနဲ့၄ပေါင်းရှင်းဒီ၅ဖြစ်ပါတယ်ရှင်းနဲ့ခွန်ပေါင်းတာလေ၅ဒီရှင်းနဲ့၄ပေါင်းတာကစနေ၉နဲ့၆ပေါင်းတာက၅ နောက်ထပ်ဒီ9နဲ့10ပေါင်း30 10နဲ့4ပေါင်းတာကစနစ်နောက်ထပ်တစ်ခုကဒီ10နဲ့ချိန်16 10နဲ့20 25ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာနင့်9ပရိပဲပဲမှာဖြစ်တယ်ပေါ့နော်ပရိကကျွန်တော်ဒီမှာကဏ္ဍတရားသူပြများတဲ့အတွက်ကြောင့်ပေါ့နော်နင့်9ပရိကိုပဲတာ6ကိုလေးပြီးတော့963ဆိုပြီးဖြစ်ပါတယ်963 9နဲ့6ပေါင်း17 10နဲ့3ပေါင်း4ပရိပေါ့နော်နင့်9ပရိပဲတာ4ပရိဖြစ်ပါတယ် ။နောက်ထပ်ကျွန်တော်ဒီမှာငါးကိုလေးနဲ့ပေါင်းရှင်းဒီကိုခွန်ကိုလေးနဲ့ပေါင်းတာ၁၄ငါးနဲ့လေးပေါင်းရှင်းဒီကိုရှောင်းနဲ့ရှောင်းပေါင်းတာက၁၂တပန်းဒီငါးနဲ့ရှောင်းပေါင်း၁၃တင်းနဲ့၃ပေါင်း၄လေနဲ့တပောင်းရှင်ဒီ9ပေါ့နော်နောက်ထပ်ဒီ9နဲ့9ပေါင်း7နဲ့ပေါင်း20 29အဲဆိုရင်19နဲ့9ခွန်ပြိပေးမှာဖြစ်ပါတယ်နောက်ထပ်ဒီချိန်မှာရှောက်ရှိခွန်ဖြစ်ပါတယ် ရှောင်းရှစ်ခွန်ဆိုတော့ပေါင်းရှစ်20နဲ့တက် sorry ဒီမှာခွန်နဲ့ခွန်ပေါင်းရှစ်14ပေါ့နော်ခွန်နဲ့ခွန်ပေါင်းရှစ်14အဲဆိုရင်ကျွန်တော်6 6195ခွန်ပရိပေတာတိပရိဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်နောက်ထပ်တစ်ကြိမ်မှာကျတော့ဒီ6နဲ့4ပေါင်းရှင်းဒီ30ဖြစ်ပါတယ်6နဲ့ခွန်ပေါင်းရှင်းဒီ16 6နဲ့4ပေါင်းရှင်း30 6နဲ့6ရှင်းနဲ့6ပေါင်းရှင်းဒီ တပန်68ဆိုရင်27ကိုတင်းနေပေါင်းတော့20နှစ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ6နှစ်ချိန်7နှစ်ရှင်းနေပေါင်းရင်20 29 3 64နှစ်ကိုဒီ break ကိုပြန်มาဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ2နှစ်ခွန်ဖြစ်ပါတယ်ခင်ဗျာ2 2ခွန်ဆိုတော့ပေါင်းရှင်းဒီဒီ break ပေါ့နော်ဒါကြောင့်မို့ဒီမှာဒီ break မှာပါရတယ် okay နောက်ထပ်ဒီ6ကို4 4နဲ့ပေါင်းမယ်ပေါ့နော်6နဲ့4ပေါင်းရှင်းဒီ30 6နဲ့ခွန်ပေါင်းရှင်းက73 ၄နဲ့နှစ်နဲ့ပေါင်းရှင်းသည်၆၆နဲ့နှစ်ပေါင်းရှင်းသည်၈တပန်းဒီနှစ်နှစ်ခွန်ဆိုတော့၁၁ကို၁နဲ့ပေါင်းတာဆိုရင်နှစ်နောက်ထပ်ဒီ၈နဲ့နှစ်ပေါင်းတဲ့၁၆နဲ့၆ပေါင်းတာက၁၂ဆိုတော့၃ည၃၆နှစ်ပေါ့နော်ဒီဟာလေးပေးမှာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ၃၈၈ဖြစ်ပါတယ်ခင်ဗျာ၃၈၈ဒါကြောင့်မို့ဒီမှာ၈နဲ့ကြိမ်၁၆ရှောင်းနဲ့၃ပေါင်းရှင်း၉ဒါကြောင့်မို့ဒီမှာ၉ရေမပါဘူးပေါ့နော် โอเคနောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်လေးနဲ့တစ်ပေါင်းရှင်းဒီ9ပေါ့နော်3နဲ့ခွန်ပေါင်းရှင်းက30 3နဲ့4ပေါင်းရှင်းဒီခွန်6နဲ့6ပေါင်းရှင်း34တပန်းဒီမှာ9 9 break ကိုတင်းနေပေါင်းရံ30တပန်းနောက်ထပ်6နဲ့2ပေါင်း30တင်းနေ3ပေါင်း4ဆိုတော့ကျွန်တော်3ည4 5 9ပြိပယ်မှာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ3 3ည9ပေါ့နော်3 3ည9ဆိုတော့ညပြိဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်တစ်ချိန်ပေါ့နော်ဒီ9နဲ့4ပေါင်းရှင်းဒီ9ကိုပြိပေးတယ်ပေါ့နော်ခုနဲ့တပေါင်းရှင်းဒီ၈၉ရှိပြိပေးတယ်၃နဲ့၄ပေါင်းရှင်းခွန်ခွန်၈ကိုပြိပေးမယ်ပေါ့နော်နောက်ထပ်၆နဲ့၃နဲ့ပေါင်းရှင်း၆ဒီ၃တုံများ၉ဆိုရနေနေနဲ့တပေါင်းရှင်း၃နောက်ထပ်ဒီ၈နဲ့၄ပေါင်းရင်၁၅နဲ့တပေါင်း၆ဆိုတော့ဒီမှာကျတော့ကျွန်တော်၃၆ခွန်၈ကိုပြိပေးမှာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ၃၅နေပေါ့နော် 3နာနီဒါကြောင့်မဒီမှာ30ပြိတ်ဖြစ်ပါတယ်ခင်ဗျာဒီမှာလေကျွန်တော်9နဲ့4ပေါင်းရှင်းဒီ9 9နဲ့ခွန်ပေါင်းတာက16 3နဲ့4ပေါင်းရှင်းဒီခွန်9နဲ့6ပေါင်းတာက17 3 9ဆိုတော့3ညကို10ပေါင်း10 9နဲ့5ပေါင်း10 8နဲ့9ပေါင်း10ခွန်တချောခွန်9ပြိတ်ပေးမှာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ3 9နှစ်ဖြစ်ပါတယ်ခင်ဗျာ3 9နှစ် ဒါကြောင့်မို့တုံးတဲ့နေပေါင်း99ပေါင်း74ပြိဖြစ်ပါတယ်ခင်ဗျာဒီအနီရောင်ပရိတိပေးမှာပေါ့နော်နောက်ထပ်တစ်ခုလေးနဲ့တုံးနဲ့ပေါင်းရှင်းတည်လေးခွန်နဲ့ခွန်ပေါင်းတာက74တုံးနဲ့လေးပေါင်းတာကခွန်9နဲ့6ပေါင်းတာက15တဖန်တည်လေးကိုတင်းနဲ့ပေါင်းတော့9နောက်ထပ်ရှင်းနဲ့9ပေါင်း73တုံးနဲ့ခွန်ပေါင်းရှင်း30 ၃ည၅လေး complete ပေးမှာပေါ့နော်နောက်ထပ်တစ်ချက်မှာ2လေး6ဖြစ်ပါတယ်2လေး6ဒါကြောင့်ဒီမှာ2ပြည့်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချက်ပေါ့နော်6နဲ့6ပေါင်းရှင်းက8ဖြစ်ပါတယ်9နဲ့9ပေါင်းရှင်းဒီ16 6နဲ့2ပေါင်းရှင်း6 6နဲ့6ပေါင်းရှင်းက30တပန်ဒီ2 break ကို3နဲ့ပေါင်းတော့3ရှင်းနဲ့9ပေါင်းရှင်း29 9နဲ့6ပေါင်း73 3နဲ့9ပေါင်းရှင်း30 ။အားဖြင့်3ည368ပြိပယ်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာ3နှစ်4ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီမှာ3နှစ်4ပေါင်းက9နှစ်4ပေါင်းရှင်း9ဒီမှာ9ပြိမပါဘူးပေါ့နော်။နောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်ဒီ4နှစ်4ပေါင်းရှင်းဒီ8 9ခွန်က7နှစ်3နှစ်4ပေါင်းရှင်းဒီခွန်6နှစ်2ပေါင်းရှင်းဒီ8ဒီပန်ဒီကိုဘရိတ်ကိုတိူနဲ့ထပ်ပေါင်းတော့30ရှင်းနေနေပေါင်း30 4နဲ့5ပေါင်းရှင်း9အဲဆိုရင်ကျွန်တော် ဒီ break ဒီပေမှာဖြစ်ပါတယ်နောက်ထပ်အချိန်မှာ၈၅နှစ်ဆက်ပြီးဖြစ်ပါတယ်ခင်ဗျာ၈၅နှစ်အဲဒါမို့ဒီမှာဆိုရင်ချင်းနဲ့နှစ်ပေါင်း၃၅ break ပေါ့เนาะ Okay နောက်ထပ်အဲ့ဒီနှစ်အတိုင်းပဲဆက်ကြည့်အောင်၄နဲ့တစ်ပေါင်းရှင်းဒီ၅၇နဲ့တစ်ပေါင်းတာက၈၈နဲ့၄ပေါင်းတာက၁၂၅နဲ့၆ပေါင်းတာဒီ၁၁တပန်း၅ break ကို၁နဲ့ပေါင်းတာ၆၈၉၁၀မှာ၈ break ပေါ့เนาะ โอเคနောက်ထပ်တစ်ချိန်မှာ665ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ665ဒါကြောင့်ဒီမှာလဲ go break ပေါ့เนาะ set go break ဒီမှာ go break မပါဘူးပေါ့เนาะနောက်ထပ်တစ်ချိန်ဒီ go နဲ့လေးပေါင်းတာကပေါင်းရှင်း73ဖြစ်ပါတယ်ခုနဲ့လေးပေါင်းတာ71လေးနဲ့8ပေါင်းစနစ်6နဲ့ချိန်ပေါင်း6နဲ့6ပေါင်းတာစနစ်တပန်းဒီ go break ကိုတင်းနဲ့ပေါင်းတော့30ဒီ9နဲ့ချိန်78ရှင်းနဲ့ပေါင်း76 6နဲ့4ပေါင်းရှင်း30 အဲဆိုရင်တင်းနစ်၃ညတင်းနစ်၃ပြိပယ်မှာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာက၃၅၆ဒါကြောင့်ဒီမှာတော့၄ပြိပေါ့နော်၃ညတင်းနစ်၃ပြိကိုပယ်တာ၄ပြိဖြစ်ပါတယ်တဖက်ဒီ၄နဲ့၃ညနဲ့ပေါင်းရှင်းဒီ၄ပြိပယ်မယ်ခွန်နဲ့၆ပေါင်း၃၃ပြိပယ်တယ်ပေါ့နော်၃နဲ့၄ပေါင်းရှင်းဒီခုနှစ်ပြိပယ်မယ်၆နဲ့၅ပေါင်း၁၁တိပြိပယ်မယ်တဖန်ဒီ၄ပြိကိုတင်းနဲ့ပေါင်းတော့၅ပြိကိုပယ်တယ်ပေါ့နော်နောက်ထပ်ဒီ9နဲ့6ပေါင်းတာ7တင်းနဲ့ဒီ10နဲ့ပေါင်း ကုန်းအဲ့ဒီပရိတ်ကိုပေးမှာဖြစ်ဖြစ်ပါတယ်ဗောနော်အနီရောင်ပရိတ်ဒီပေးမှာဖြစ်ပါတယ်နောက်ထပ်အချိန်မှာရှောင်းလေးရှောင်းဖြစ်ပါတယ်ရှောင်းလေးရှောင်းဆိုတော့ဒီမှာရှောင်းပရိတ်ဖြစ်ပါတယ်ဗောနော်နေစာနေခုလို့ဆယ်တော့ဒီနေ့ရကျွန်တော်တဲ့ပင်မရှိသေးဘူးလားဗောနော်နောက်တစ်ခုခွန်နဲ့လေးပေါင်းရှင်းဒီ7တိ၄နဲ့ခွန်ပေါင်းတာ7တိရှောင်းနဲ့လေးပေါင်းရှင်း30ရှောင်းနဲ့လေးပေါင်းရှင်း30နောက်ဖန်ဒီရှောင်းပရိတ်ကိုတင်းနဲ့ပေါင်းတာခွန် ဒီခေါနေလေးပေါက်နာ7တင်းနဲ့7ပေါက်ရှင်9တင်းတောင်ညာခွန်9ပြိပေးမယ်ပေါ့နော်နောက်ထပ်ဒီချိန်မှာ9ခွန်8ဖြစ်ပါတယ်ခင်ဗျာ9ခွန်8ဆိုတော့6ပြိဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်19ချိန်မှာကျွန်တော်ဒီပြိဒီပေးမလဲဆိုတာကြည့်အောင်ပေါ့နော်ခုနကတော့နေပရိပေးမယ်ပေါ့နော်ဒီတစ်ပတ်ဒီမှာခွန်နဲ့လေးပေါင်းတာကပေါင်းရှင်း7ဆိုတော့တိပရိအားနေတယ်ပေါ့နော်6နဲ့ခွန်ပေါင်း73ဆိုတော့3ပရိအားနေတာဖြစ်ပါတယ် 9နဲ့4ပေါင်းတဲ့73ဆိုတော့3ပြိအားနေတယ်ပေါ့နော်9နဲ့6ပေါင်းရှင်း73ပြိအားနေတယ်ပေါ့နော်တဖန်ဒီ4ပြိကို3နဲ့ပေါင်းတော့5ပြိအားနေတယ်နောက်တစ်ခုဒီ6ရှင်းနဲ့6ပေါင်း16 6နဲ့9ပေါင်း73 3နဲ့6ပေါင်း9ဆိုတဲ့9ပြိအားနေတယ်ခုနက2ပြိအားနေတယ်ပေါ့နော်ခုနပထမဆုံးပြပေးထားတာနိဗ္ဗာန်အနေနဲ့ဖြစ်ပါတယ်ပင်ရှိပြပြမရှိသေးဘူးပေါ့နော်အခေတာဆိုရင် ်တုံးငါကိုနိပရိအာနိနာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီမှာတေတုံးငါကိုနိတိပရိကိုပေးမှာဖြစ်တယ်ပေါ့နော်အဲဆိုရင်ကြံနေတဲ့ပရိကကျွန်တော်ဒီမှာကြံနေတာကတုံညာပရိကြံနေမယ်ပေါ့နော်တုံညာတေနိတုံးလေလေးပေါ့နော်လေးပြီးတော့ဒီမှာ၅ပါတဲ့အတွက်6ခွန်8 ဒါဆိုရင်3 4 6ခု10ပြိငါးလုံးကြံမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမနက်ခင်းပိတ်မှာဒီပြိနည်းအရာ3 5 6ခု3 5 6ခုဆိုတော့ဒီမှာ6ခုပြိပေါ့နော်ဒီမှာ6ခုခုပြိအတာတော့မှာပေါ့နော်ဒါဆိုရင်3 3 5 8 3 3 5 8ပြိဆိုတော့ဒီမှာကျွန်တော်3 5 8ဒီ6ပြိအရင်ပေါ့နော် ဲဒါဆိုရင်6ခုမှာ9ပြိပူပြီးအတာတော်မလားဘောနော်ဒါဆိုရင်9ပြိဆိုလို့ရှိရင်ကျွန်တော်အဲကုလို့စေဘောနော်296 296ကိုရှိတယ်ဘောနော်9ပြိဆိုရင်ဘောနော်ကဲဒါကတော့ကျွန်တော်ဒီအရာမက်ရှင်များလေ့လာလို့ရအောင်ဒီရွေးပြီးတော့ပြန်လည်များရှင်းတာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီမှာဆိုရင်ညစာကနေပြပေးထားတာဆိုရင်တော့ဒီပြိပယ်တဲ့ဤသည့်လုံးဝကိုပြပြမရှိသေးဘူးပေါ့နော်။ 19ချိန်မှာတော့1359နိပြိပယ်မှာဖြစ်ပါလေခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ